စခန်းကိုရောက်ကြတယ်။အဲ့တော့တခြားနိုင်ငံတစ်ခုစัจจရဏကြီးနဲ့ရောက်သွားပြီဆိုတဲ့အခါမှာအဲ့ဒီနိုင်ငံကိုအုပ်စိုးနေတဲ့ဘုရင်ကစัจจမင်းကိုထွက်ပြီးတော့ကြိုတယ်။သူ့အနေနဲ့အတ္တမထူးဆန်းတယ်မရှင်းပြိုင်ဝမှုထွက်ကြိုတဲ့အခါမှာသူကမပြောတာတော့လို့ဆိုရင်အရှင်စัจจမင်းကြီး ြွတော်မူပါကြွလာတာဟာကောင်းသောကြွလာခြင်းဖြစ်ပါတယ်ဒါအရှင်ဆက်ကြမင်းကြီးနိုင်ငံပဲဖြစ်ပါတယ်ဆုံးမပါသွန်သင်ပါအုပ်ချုပ်ပါလို့ဒီလိုကြိုးဆိုတယ်ဝါကန်းလုပ်တယ်ပေါ့နော်အဲ့ဒီမှာဆက်ကြမင်းကဘာပြောတော်ဆိုတဲ့အခါမှာဆက်ကြမင်းပြောတဲ့စကားလေးဟာရိုးရိုးလေးပဲသူမာတာဘာမာတော့ဆိုရင်ပါနောနဟန္တဘောတရဝရီအသက်ကိုမတတ်သိမှုမတတ်ပါနဲ့ အဋ္ဌိဏနာတိတ္တပါသူများပစ္စည်းကိုမယူပါနဲ့ကာမေတုမိစ္ဆာနာစရိတ္တပါကာမဂုဏ်တွေပေါ်မှာမှားမှရင်ရင်မကျင့်ပါနဲ့မုတ္တနာပဏိတ္တပါလိညာပြီးတော့မပြောပါနဲ့သူရာမေရယမစ္ဆပန္နံနပတ္တပံမူရစ်စေတတ်တဲ့အရေးကိုမတော့ပါနဲ့စေဝါတွေကိုမတုံးပါနဲ့ ယထာဗုဒ္ဓင်စဗုဒ္ဓကိုအုပ်ချုပ်မြဲနေရတယ်ကိုဘကိုအုပ်ချုပ်ပါလို့ဒီစကားပဲပြောပြီးတော့သူ့အနေနဲ့ဒီအဲ့ဒီတိုင်းပြည်တစ်ခုအုပ်ချုပ်မြဲပဲအုပ်ချုပ်ပါပိုင်ဆိုင်မြဲပဲပိုင်ဆိုင်ပါဒါတွေကိုတော့ရှောင်ပါလို့ပြောပြီးဆုံးမပြီးတော့နောက်တိုင်းပြည်တစ်ခုသွားတယ်